တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာမင်းလူရဲ့အယုတ်တဲကြီးဆိုတဲ့ဝိထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်ကစိန်ဘောကျောင်းမှာနေရသည်ထိုခေတ်ထိုခါကစီကံအကောင်းဆုံး အောင်ချက်အကောင်းဆုံးဆိုသောเจ้าတွေထဲတွင်တเจ้าပါဝင်ဖြစ်၏เจ้าလာက၁၂ချက်တောင်ပေးရသည်ကျွန်တော်တို့အဖေသည်အလွန်မင်းချမ်းသာသူတယောက်တော်မဟုတ်ပါတို့ရာတွင်ဝင်ငွေအတန်အသင့်ကောင်းသူဖြစ်သည်ထို့ကြောင့်စိန်ဘောเจ้าမှာထားနိုင်၏အဖေသည်တားတွေကို အလိုလိုက်သည်တို့ရာတွင် စီးနှင့်ကန်းနှင့်အလိုလိုက်၏အဖေမျိုးတဲသွားပြီဆိုလျင်ညီကိုတို့တွေလိုက်ချင်ကြသည်အเจ้าမှာ အဖေနှင့်လိုက်သွားလျင်တဝတပြဲစားရတောက်ရသောကြောင့်ဖြစ်သည် စားကျင်နာကို စားကျင်သလောက်စား၍ရသည်တို့ရာတွင်အဖေသည်ကြောင်းမုတ်ဖိုးကိုတော့အရှံပဲမပေးတနေ့တမတ်သာပေးသည် တကယ်တော့တမတ်ဆိုသောပတ်စံသည် ထိုအချိန်ကနဲလာသည်တော့မဟုတ်ချေကလေးတယောက်တည်းကောင်းကောင်းလှုံလောက်သည်အာလူဘူရီခောက်ဆွဲတုံကြာစံကျော်တပွဲလျင်၁၀ပြားရှာလဘက်ရေတစ်ခွက်၅ပြားနေလေသာလှုံလောက်ပြီး ။ကြောင်းအပီလွတ်လျင်ဓာလီမုတ်တစ်ခုစားပြီးငကဏီတထုပ်သို့မဟုတ်ပြောင်းမှုတစ်ဖူးအိမ်သို့ယူသွားနိုင်သေးသည်။အဖေသည်အင်ကြီးသုံးတယ်၊လုံကြီးသုံးတယ်၊လွယ်အိတ်တစ်လုံးဆိုလျင်တစ်နှစ်စာလုံလောက်ဖူလုံပြီဖြစ်သည်။သားရီကြတော့စိန်ဘရာသာရိုးတိုင်းမှစသည်တို့မှအကောင်းဆုံးဆိုသောခုနှစ်ချက်ခွဲတဲ့အင်ကြီးကိုဝယ်ပေးသည်။ပေါင်းမီဆိုလျင်လဲတက်ကလန်အမေရိကန်ကာဂီစသည်တို့ချုပ်ပေး၏ တခုတော့ရှိသည်အင်းကြီးဘောင်းမီအစ်ကိုအင်းဒီရင်ချဝဲတာမျိုးတော်မကြိုက်ချေတုံးချင်းနဲ့ဖြုံးချင်းကိုခွဲခြားတတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်သည် အဖေအနေနဲ့ချွင်းကြမထားဘဲတရလွန်အလိုလိုက်သော ကိစ္စတခုတော့ရှိသည်ကစားခြင်းတွင်ပတ်သက်၍ပင်အဖေသည်ငငယ်ကအလွန်ဆင်းရဲသည်တခြားကလေးတွေစော်ကစားနေခြင်းတွင်အဖေက ထမင်းနတ်မအောင်စားရဖို့အတွက်အလုပ်လုပ်နေရသည်ညကြတော့လဲចောင်းသားတွေကိုအမိအယာတွက်ချက်ကြက်မဲ့ရသေးသည် တခါတလေရှားရှားပါပါအလုတ်အလက်ချင်းလေးရလို့ကစားမိရင်တောင်စိတ်ဖြောင့်မြောင်မကစားနိုင်တယောက်ယောက်ကများခိုင်းစရာရှိမလားဟုတတိထားရင်ကစားရသည်လမ်းထဲကလူကြီးတွေက တွက်လက်ချက်ချသောအဖေကိုဘာဝဲခိုင်းညာဝဲခိုင်းခိုင်းတပီးမုတ်ဖို့ပေးလေရှိသောကြောင့်ဖြစ်၏အဖေသည်ငယ်စဉ်ကတဘာဝတရားကကလေးတို့အတွက်ပေးအပ်ထားသောကစားခြင်းဟူသည့်စုလက်ကြီးနှင့်လွဲခဲ့ရရှာလေသည် ထိုအချက်မှာအဖေအတွက်ဆွဲလန်းတစ်ခုဖြစ်နေပုံရပါသည်ထို့ကြောင့်သားရီကိုကစားခြင်းနှင့်ပတ်သက်၍အကြီးအကျယ်အားပေးသည် ကစားစရာမျိုးစုံဝယ်ပေးထားသည်ဘောလုံးမှစတန်ပတ်ဘက်ထရီကားအလဲဆက်ဘင်းအစုံကျွန်တော်အထက်အကူကလက်ဝေထိုးဝါသနာပါသဖြင့်ဘောက်စင်ထိုးသည့်လက်အိမ်များပင်ဝယ်ပေးထားသေးသည်တာဇန်ကားတွေခစ်စားလာတော့ခါကျွန်တော်တို့ရေကူးယောဂါထလာကြ၏ထိုအခါအဖေကရေကူးကန်တေးသေးလေးတူပေးခဲ့လေသည် စိန်ဘောကျောင်းသည်အဆဆာရရာစီကံကြီးသောကျောင်းဖြစ်၏အတန်းထဲမှာဆရာဆရာမတွေနှင့်စကားပြောလျင်အင်္ဂလိပ်လိုအတတ်နိုင်ဆုံးပြောရသည်ကျောင်းဝတ်ဆောင်ကငယ်တန်းတွေဆိုလျင်အင်ကြီးဖြူဘောင်းမီကာဂီယောင်နက်တိုင်အစိမ့်ဖြစ်သည်ကျောင်းဝတ်ဆောင်ကိုတက်တက်ရက်ရက်ဝတ်ရသည်ညစ်ပေရေနေလျင်တွန့်ကျေနေလျင်စုပ်ပြဲနေလျင်မဝတ်ရကျောင်းတက်ခေါင်းလောင်ထိုးပြီး၁၀မိနစ်တိတိကြာလျင်ကျောင်းဝင်းတကားပိတ်သည်လုံးဝဝင်းဝင့်ထက်ခွင့်မရှိတော့ ကျောင်းဝင်းအတွင်းမှာပင်မုတ်စေးတန်းထားပေးသည်မုတ်ဆိုင်များသည်စီကန်းနှင့်ညီညွတ်အောင်ရောင်းရသည်ကျမ်းမာရေးနှင့်ညီမညီအမဲစစ်စေးသည်တကယ်တော့မုတ်စေးတန်းမှာကလေးများအတွက်ပြည့်စုံလုံလောက်အောင်မုံမျိုးစုံရှိပါသည်တို့ရာတွင်ကလေးဆိုသည်ကထူးထူးဆန်းဆန်းစားစရာမျိုးတွေပိုကြိုက်တတ်သည်ဒါမျိုးကကျောင်းမုတ်စေးတန်းမှာမရှိကျောင်းဝင်းပြင်ပဘက်မှာမုတ်စေးတန်းတစ်ခုရှိသည်ကျောင်းကိုအခွန်ကောက်ပေးပြီးဖွင့်သောဆိုင်များမဟုတ် လမ်းဘေးပြန်ကျဈေးတယ်များသာဖြစ်သည်။ကျောင်းမတက်မီနှင့်ကျောင်းစင်ချင်းများတွင်လာရောက်ရောင်းချလေရှိကြသည်။ကလားဖိုးကြီးကစီပိုင်းပြက်ကြီးနှင့်တူသောကရိယာကြီးကိုတကြီးကြီးလှဲ့လိုက်သောအခါပန်းရောင်ပင့်ကူမြင်လိုဟာမျိုးတွေအလိုလျောက်ရစ်ခွေပြီးပေါ်လာသည်။တဖြည်းဖြည်းများလာ၏။ထိုအမြင်များကိုဒုတ်ချောင်းဖြင့်ရစ်ပြီးယူလိုက်သောအခါမိထိုင်ခေါ်ငှက်တိုက်မှုဖြစ်လာ၏ဘလောက်ထူးဆန်းပါသည်နီတို့ရာတွင်ဆရာဆရာမတွေကတော့ ထိုမုတ်သည်စေတကြားတွေပါသဖြင့်ချောင်းဆိုးတတ်သည်ဟုဆိုပါသည်ကဆေးနယ်လည်းရှိသေး၏ဇလုံးကြီးတဲကကဆေးနယ်များကိုဒုတ်ကလေးနှင့်မှွေပြီးယူသည်ဒုတ်ကိုဆွဲထုတ်လိုက်လျင်ကြွက်မိတန်းနေ၏ရင်းကိုကဆီနယ်သည်ကြီးကလက်ညှိုးနှင့်လက်မှတရွေးကလေးစွပ်ပြီးအသာဖြေလိုက်သည် ထိုဈေးသည်ကြီးမှာပန်းနာယောဂါရှိသည်ကုဆတ်လိမ့်မည်ဟုဆ iam မတွေကချင်းချောက်ထားသည်ဥမာကြီးအစုပ်သွေးကဲစသည်တို့ကိုအနေတော်ကလေးတွေလှီးထားသည် ဝတ်သားဒုထိုးလည်းရှိသည်ကြိုက်ရာတစ်ခု၅ပြာအချင်းရေးအချိုးရေးစသည်တို့ဖြင့်တိုးစားရသည်ဒါလဲဝမ်းယောဂါပိုးတွေပါသည်ဟုဆိုကြပြန်၏ဘလို့ပဲပျော်ပျော်ထိုးဈေးတယ်ကြီးများသည်ကျွန်တော်တို့ဤအချစ်တော်များပင်ချောင်းဆိုးတွေယောဂါပိုးတွေကျွန်တော်တို့မသိစားလို့ကောင်းမှုသာရေးကြည့်သည်ဈေးတယ်တွေထဲမှာထူးခြားဆုံးကအယုတ်တယ်ကြီးပင်ဖြစ်သည်သူကအယုတ်မျိုးစုံကိုပလတ်စတစ်အခင်းပေါ်ချ၍ရောင်းသူဖြစ်သည် များသောအားဖြင့်ကောဖြင့်ပြုလုပ်ထားသောအယုတ်များဖြစ်သည်ငါးပြားဆယ်ပြားဒဏ်တွေသာများသည်ဈေးကြီးဆုံးကမှတမန်သူ့ဘေးပတ်လဲမှာចောင်းသားတွေဝိုင်းနေတတ်သည်ကျွန်တော်တို့ညီကိုနှစ်ယောက်ကတော့သူ့ယုတ်တွေကိုသိစိတ်မဝင်စားပါကျွန်တော်တို့အိမ်မှာကစားစရာတွေဖောခြင်းတောခြင်းရှိနေသောကြောင့်ပင်အိမ်မှာတခဲဖြင့်သွားသောတင်ကားအလိုလျောက်ရှေတို့လောက်ဆုပ်လုံနိုင်သောကားမိဘန်းထွက်သောတနတ်တွေရှိနေသည် မိရထားလေးဆိုလျင်မိโกရောင်ထွက်သည်45ချက်ပေးရ၏ထို့ကြောင့်သူ့အယုံများမှာကျွန်တော်တို့အတွက်မတ်လောက်စရာမရှိတို့ရာတွင် သူ့ဆိုင်ရှိဖြက်လျှောက်မိသည့်ခါတိုင်းခဏတစ်ဖြုတ်တော့ဝင်ရက်ကြည့်မိသည်သာဖြစ်သည်အเจ้าမှာတစားသာအော်ရောင်းနေသောသူ့အတန်ကဆွဲဆောင်နေသောကြောင့်ဖြစ်သည် သူ့ရုပ်တွေကစိတ်ဝင်စားစရာတိတ်မကောင်းတော့လဲသူကအပြောကောင်းသောကြောင့်ဖြစ်သည် လာကြနော်ရုပ်တွေစုံနေဈေးသက်သာတယ် ဖေဖေဝယ်ပေးပါမေမေဝယ်ပေးပါလို့ပူဇာနေကြမလို့ဘူးမင်းတို့မုတ်ဖိုးတဲကနေပြီးတော့ငါးပြားဆယ်ပြားနဲ့ဝယ်လို့ရတယ်ဟောဒီမှာဘဲရုပ်ကလေးစပွဲပေါ်မှာအလှတင်ထားငိမ့်ငိမ့်ကလေးနေမယ်ရေထဲချကြည့်မြုပ်မသွားဘူးနောက်ကနေအตาကလေးလေပုတ်ပေးလိုက်ဘဲကလေးရေကူးလိုက်မယ်ဂက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 ်ဘဲရုပ်ကလေးကိုကင်ပြီးရေကူးသွားပုံ လုပ်ပြသည် တရုတ်ပါလုံးသဖြင့်တကယ်ရေကူးနေသလိုထင်ရသည်တရုတ်ဆဲ့ဗျာအဲလာပြီပီပီကလေးရွှီရွှီဆိုမှုတ်ပြပြီးအပေါက်ခုနှစ်ပေါက်ပါတယ်တပေါက်ကိုအတန်တစ်မျိုးစီမင်းတို့တရက်လောက်လေ့ကျင့်လိုက်တချင်းမျိုးစုံမှုတ်လို့ရတယ်ဟောသူမှုတ်ပြရာ300ဒီတချင်းတန်ထွက်လာသည်เจ้าหน้าတယောက်က15ပြားနဲ့ဝယ်လိုက်ရာနောက်2ယောက်3ယောက်လိုက်ဝယ်ကြသည် သူ့အသက်ဘလောက်ရှိပြီလဲတော့မပြောတတ်ပါလူကြီးတယောက်ဆိုရသာပြောနိုင်သည်သူသည်ပိမ့်ပိမ့်ခြောက်ခြောက်ဖြစ်၏သပင်ကအယောင်မွဲမွဲဖြစ်ပြီးဖိထားသည့်တိုင် နောက်စေနားကထောင်နေသည်မျက်လုံးတွေကနီတော်လဲကြောက်စရာတော့မကောင်းကြီးနှာခေါင်းချွွန်ချွန်ကောက်ကောက်ဖြစ်သည် သူပါဇက်တွေကတော့အမြဲလိုလိုလှုပ်လှုပ်ရွရွဖြစ်နေတတ်သဖြင့်ဘလို့နေသလဲမပြောပြတတ်ပါမျက်နာကတွယ်ပြီးမေးစေချွန်သည် မုတ်စိမ်မွှင်းများသည်မေးစိထိန်းနား၌သာချွန်ချွန်ကလေးစုနေ၏။ဥအောင်ရှင်ဆွဲသည့်ကာတွန်းထဲကဖိုးစိတ်ဖြူနှင့်တူလေသည်။ထို့ကြောင့်သူကိုဖိုးစိတ်ဖြူဟုလည်းခေါ်ကြ၏။တို့ရာတွင် သူအသားကမဲလေသည်။ကျွန်တော်တို့အเจ้าကိုဘရာသာခေါ်ဖုံတော်ကြီးတွေကအစဉ်စဉ်အုပ်ချုပ်သည်။เจ้าအုပ်ကြီးမှာဥရောပတိုက်သားတူဖြစ်၏သူနာမည်ကခေါ်ရခက်သဖြင့်ကျွန်တော်တို့ကအနည်းသဆုံးအတန်ဖလဲပြီး ဘရသာကရမတုံးဟုခေါ်ကြလေသည်ဘရသာကြီးသည်စီကံကြီးသည်တိကျပြတ်သားသည်မျက်နှာထားလဲတည်ဤចောင်းသားរីပေါ်မှာတော့ကောင်းသည်အထုသဖြင့်ចောင်းသားငယ်များကိုကျင့်ကျင်နာနာရှိသည်သူ့ကိုចောင်းသားများကချစ်ကြောက်ယူသေးကြလေသည်တို့ရာတွင်ចောင်းသားများနှင့်ဘရသာကရမတုံးတို့သဘောထား क्वे လဲသောအချက်တစ်ချက်ကားရှိ၏ចောင်းဝင်းဝပြန်ကြဈေးတယ်များလာရောက်ရောင်းချသည်ကိုចောင်းသားများကသဘောကြပြီး သူကမကျေနပ်ခြင်းဖြစ်လေသည် ပြန်ကြစည်းတဲ့များသည်ကျမ်းမာရေးနှင့်ညီညွတ်ခြင်းမရှိထို့ကြောင့်သူတို့လာရောက်သဖြင့်เจ้าကိုအခွန်ကောက်ပေးပြီးရောင်းနေသောเจ้าတွင်ကစည်းတဲ့များအတွက်နစ်နာသည်ဟုဘရာသာကြီးကယူဆဟန်တူသည်တခုရှိတာကပြန်ကြစည်းတဲ့များသည်เจ้าဝင်းအပြင်ဘက်မှရောင်းချခြင်းဖြစ်သည် ထို့ကြောင့်သူအနေနဲ့အေးအေးယူပိုင်ခွင့်မရှိကြမြူနီစပယ်နစ်နာဆိုင်သည် ။ထို့ဖြင့်သူသည်မကြာခဏဆိုသလိုမြူနစ်စပယ်ရုံးသို့ဖုန်းဆက်တိုင်ကြားလေရှိ၏။မြူနစ်စပယ်က လာလာဖမ်းပေးရသည်။ထိုကိစ္စတွင်ចောင်းသားများကဈေးသည်များဘက်မှရက်တည်သည်။မြူနစ်စပယ်ရုံးသည်တိမ်ဖြူကုန်းစည်မှရှိသည်ဖြင့်ចောင်းနှင့်အနီးကလေးဖြစ်သည်။သူတို့ကားကြီးသည်တိမ်ဖြူလမ်းတိုင်းလာပြီးအနော်ယထာလမ်းဘက်သို့ချိုးကွေ၍ကျောင်းဝင်းရှိကို ရောက်လာလေရှိသည်ကျွန်တော်တို့ကစားကွင်းမှာကြည်လျင်တိမ်ဖြူလန်းကိုမြင်နေရသည် မြူနစ်စပယ်ကားကြီးလာနေသည်ကိုចောင်းသားတယောက်ကမြင်လျင်လာပြီဟေးဟုអော်လိုက်သည်ထိုអော်တန်ကိုကြားသောနောက်တယောက်ကလာပြီတဲ့ဟေးဟုထတ်ဆင်អော်သည်ဤသို့လက်ကန်းဆင်អော်ပြောလိုက်ရာចောင်းဝင်းអវ៉ាနှင့်အနည်းဆုံးចောင်းသားစီကို10မိနစ်ခန့်တွင်တရင်ရောက်ရှိသွားသည်ထိုចောင်းသားကဈေးတယ်များစီပြေးသွားပြီးလာပြီပြောဟုသတိပေးလိုက်သည်ဈေးတယ်များကလည်းပစ္စည်းတွေအလင်းမြန်တင်ဆက်ပြီးလစ်ပြေးကြတော့သည် မြူနစ်စပယ်ကားကြီးအနှောထားလက်မပေါ်ချိုးခွေလာသောအချိန်လောက်ဆိုလျင်ဈေးတွေအလုံးဘေးကင်းရာသို့ရောက်ရှိနေကြပြီဖြစ်သည်ကားထိုးဆိုင်လာသောအခါကျောင်းဝင်းဝတွင် ရှင်းလင်းနေသည်ကိုသာမြင်ကြရပြီတော့၏ထိုအခါကျွန်တော်တို့ចောင်းသားတွေက ခုံဆွခုံဆွလှုပ်လျက်မြူနီစပယ်ဖင်နီကျဲမြူနီစပယ်ဖင်နီကျဲဟုပြောရှင်းစွာ အော်ဟစ်ပြီးထွက်ပြေးကြလေသည်အာရဲအာရဲလာပြီနော် အယုတ်သေးကြီးသည်ပါဇက်ကအော်လိုက်ကော်ပလွေလေးမှုတ်လိုက်စက်ကူမွေရုပ်ကလေးကိုကျိုးဖြစ်ဆွဲလိုက်လုံနေသည်ကျွန်တော်တို့ညီကိုနှစ်ယောက်လဲအိမ်ကလာမကြိုသေးသဖြင့်ရက်ကြည့်နေလိုက်သည်ဒီနေ့ဖို့ဖိုးစိတ်ဖြူကြီးဈေးရောက်မကောင်းကြီးကျွန်တော်တို့ရောက်သည့်အချိန်မှစ၍အတော်ကြာအောင်ဝယ်မိသူမရှိသေးပဲဖြစ်နေသည် သူကတော့မဝယ်ဝယ်အောင်နှီးမျိုးမျိုးဖြင့်ဆွဲရင်းတစားစားအော်နေသည်တစ်ချိန်လုံးတလှုပ်လှုပ်တရွရွလှုပ်နေခြင်း အဆက်မပြတ်ပဲတွတ်တွတ်ပြောနေရခြင်းနေဘူးထဲမှာအကြကြီးနေနေရခြင်းတို့ကြောင့်သူ့တကိုယ်လုံးချွေးတွေရွှဲနေသည် သူ့မျက်နာပေါ်မှာချွေးသည်ချွေးပေါက်တွေတနေရာမှတစ်ဖြည်းဖြည်းလိတ်ဆင်းလာပြီးမုတ်စိတ်ထဲသို့စီးဝင်သွားကြ၏ဝယ်မိသူကတော့တရားမှပေါ်မလာကြည်ကြည်ရင်ကြည်ရင်ကသူ့ကိုတနာလာတယ်လို့လို့ဖြစ်လာသည်ကျွန်တော်အကိုကဒီဦးလေးကြီးတနာပါတယ်ကွာတယောက်မှလည်းဝယ်မဲ့လူမရှိဘူးဟုခတ်တိုးတိုးပြောသည် ဒါကိုအယုတ်ဝဲခြင်းလို့ညီကိုနှစ်ယောက်တိုင်ပင်နေသည်ဟုအယုတ်သေးကြီးကထင်သွားသည်။ဟေးကလေးတို့ဘာလို့ခြင်းလို့လဲ။မွေရုပ်လား။အော်ဒီခွေးရုပ်ကလေးယူပါလား။15ပြား။ကျွန်တော်ကခေါင်းခါမီပြုတ်သည်။တို့ရံတွင်သူ့မျက်လုံးညိုညိုကြီးကညှို့ထားသလိုထင်ရ၏။ခေါင်းမခါပြေ။ကျွန်တော်အကိုကဝယ်လိုက်အောင်ကွာတနာပါလေ။ငါမှတော့ဆယ်ပြားကြံသေးတယ်။မင်းမှာကောငါပြားပဲရှိတယ်။ငကနီတထုပ်ဝယ်သွားမလို့။ ျွန်တော်တို့နှစ်ယောက်တွတ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 ်ပြောနေသည်ကိုကြည်ပြီးအယုတ်သေးကြီးအားတက်သွားသည်ပတ်စံမလောက်လို့လားကွာလျှော်ပေးမယ်လေမင်းတို့လိုချင်ရင်ဆယ်ပြားပဲပေးတယောက်ငါးပြားစီဆက်ပြီးဝယ်ပေါ့ကွာကျွန်တော်ဒီထိုခွေးရုပ်ကိုလုံးဝမလိုချင်တို့ရတွင်အယုတ်တဲကြီးကိုတနာသဖြင့်ဝဲလိုက်မိခုဆုံးဖြတ်လိုက်သည်အိတ်ထဲကပတ်စံကိုနှိုက်မိအပြုရုပ်ရုပ်သေးသေးစူးစူးညံ့ညံ့အတန်တွေကြားလိုက်ရသည်လှဲ့ကြည့်လိုက်သောအခါ ရုတ်တရက်အလစ်ရောက်ရှိလာသောမြူနီစပယ်များကိုတွေ့လိုက်ရ၏ဈေးတွေကိုလိုက်ဖမ်းသည်မိသူမိလွတ်သူလွတ်ဈေးပန်းလွတ်ကြသူလွတ်ကြအချင်းချင်းတိုက်မိသူတိုက်မိဝယုံသုံးကားဖြစ်ကုန်ကြ၏အယုတ်တဲကြီးလဲပလတ်စတစ်အခင်းဤဒေါင်လေးဒေါင်ကိုဆွဲယုတ်ပြီးမလိုက်သည်လူကနောက်ကျနေပြီကျွန်တော်တို့ကိုအယုတ်ရောင်းမှုစိတ်ဆောနေသဖြင့်တတိလစ်သွားခဲ့ခြင်းပင်သူ့အတွက်ပြေးပေါမရှိလွတ်ဖို့လမ်းမမြင်တော့ မြူနစ်စပယ်နှစ်ယောက်ကသူ့စီလာနေပြီဥလေးចောင်းဝင်းနဲ့ဝင်ပြေးဟုကျွန်တော်ကအော်လိုက်သည်အယုတ်တဲကြီးကလည်းဘလို့မှចံရမရသဖြင့်ចောင်းဝင်းနဲ့သူ့လက်ခနဲပြေးဝင်လိုက်လေသည်လက်မတင်ကလေးပင်မြူနစ်စပယ်နှစ်ယောက်သည်ចောင်းတကားဘဝသို့ခြေနှလန်းလောက်နောက်ကျပြီးမှရှောက်သွားသည်ចောင်းဝင်းမှာသူတို့နှင့်မဆိုင်သဖြင့်လိုက်မဝင်ကြတို့ရာတွင်ပြန်လှည့်မသွားဘဲရက်ဆောင်နေသည်ចောင်းဝင်းမှာမြူနစ်စပယ်နှင့်မဆိုင်ဟုဆိုတော်လဲ ်ကျောင်းအုပ်ကြီးနှင့်ဆိုင်သည် ထို့ကြောင့်ရုပ်သေးကြီးသည်တက်တန်ရာမရကြည်ကျောင်းအုပ်ဆရာကြီးနှင့်တွားတူရလေတော့သည် get out ဘရသာကြီးကကျောင်းဝင်းအပြင်ဘက်သို့လက်ညှိုးထိုးပြရင်းអော်လိုက်သည် no sir please no ရုပ်သေးကြီးကအတန်တုံတုံဖြင့်တောင်းပန်နေသည်ဘရသာကြီးကခေါင်းကိုတွင်တွင်ခါ၍ကျောင်းဝင်းအပြင်သို့သာလက်ညှိုးထိုးပြနေသည် တကားဝါမှမြူနီစီပယ်နှစ်ယောက်ကစောင့်နေစေ please i e with the twins သူတက်တလောင်မှတ်တလောင်ပြောဒီကိုဘရာသာကြီးကနားလည်ဟန်မတူကျွန်တော်ကတော့နားလည်သည်ဒီရုပ်တွင်နှင့်ထမင်းစားနေရတာပါဟု ဆိုလိုခြင်းမေဘရာသာကြီးကဂတ်တော်ဟုထပ်ပြောသည်အယုတ်တဲကြီးသည်မျက်ရည်များပင်ဝဲလာသည်ဟု ထင်ရ၏ကျွန်တော်သည်ဒီနေ့ဆ iam တင်လိုက်သောစကလုံးတစ်လုံးကိုသွားသတိရမိသည်အလဲခိဥရောပနိုင်ငံများတွင် မင်းပြင်းမင်းတန်တင်သူများ ဖျားကြောင်းစသောဝိတကမြေများတဲ့သို့ဝင်းရောက်ခိုးလုံလျင်ဖုံတော်ကြီးများကကာကွယ်ပေးနိုင်သည်ထိုနေရာမျိုးကိုစန်ဂျူရီဟုခေါ်သည်စန်ဂျူရီကျွန်တော်ကတူတူလေးရေရွတ်လိုက်၏ကျွန်တော်အကိုက ဟုတ်တယ်ကွာဟုတ်တယ်ဆိုပြီးစန်ဂျူရီဟုခက်ကြဲကြဲအော်လိုက်သည်ဘရန်သာကြီးသည်အကိုကိုစက်ကနေလှဲ့ကြည့်သည်သူဤတင်းမာနေသောမျက်နှာထားကလည်းအတန်ငယ်ပြော့ပြောင်းသွားသည် အနားသို့ရောက်လာသောဆရာတယောက်ကိုအင်္ဂလိပ်လိုပြောသည်ဆရာကရုတ်တဲကြီးအား ပြန်ရှင်းပြ၏ခမားကိုဒီတခါတော့ခွင့်လွတ်မယ်တဲ့ဒါပေမဲ့နောက်ကိုကြောင်းရှိမှဘရော့မလာမရောက်ပါဘူးလို့ဂရိပေးရမယ်လို့ဘရာသာကြီးကပြောနေတယ်ဟုတ်ဟုတ်ကဲ့ပါခမား thank you စာရုတ်တဲကြီးကစလန်အထက်ထက်ပေးရင်ပြောနေသည်ပြီးတော့ကျွန်တော်တို့ဘက်ကိုလှည့်ကြည့်သည် သူ့မျက်လုံးတွေကမင်းတို့နဲ့ငါဘရော့မတွေ့ရတော့မှမဟုတ်ပါဘူးကွာဟု ပြောနေသလိုပင်မှန်သည် နောက်တနေ့မှစ၍အယုတ်သေးကြီးဖိုးစိတ်ဖြူကိုမတွေ့ရတော့ကြီးကျွန်တော်သူ့ကိုတနာနေမိ၏သူထံမှယုတ်တယုံမြပင်မဝဲဘူးလိုက်သည့်အတွက်စိတ်မကောင်းဖြစ်နေမိပါသည်နှစ်ပေါင်း20ကြော်ခဲ့ပြီကျွန်တော်လည်းအလုံးနဲ့ဂိုင်းနဲ့အခြေတကျဖြစ်နေပြီစိန်မောကျောင်းမှာငငယ်ကစုံငယ်သောတငယ်ချင်းများနဲ့ရင်းနှီးလွန်သောတငယ်ချင်း၄-၅၀ယောက်လောက်ကသာမှတ်မိတော်သည် အချို့ကိုနာမည်လောက်သာမှတ်မိပြီးလူကုန်မြင်လျင်သိမည်မဟုတ်တော့အများစုကိုတော့နာမည်ပင်မမှတ်မိတော့တို့ရာတွင်အယုတ်သေးကြီးဖိုးစိတ်ဖြူကိုကမြင်ုံခဏမှာပင်မှတ်မိလိုက်ပါသည်ကျွန်တော်ကို၃ယောက်ဤတာသမီများဖြစ်ကြသောဝါနုဝေဖြိုးနှင့်စိုးအိမ်သူတို့ကို ကတုံးကားပြမည်ဆိုပြီးမြို့ထဲသို့ခေါ်လာခဲ့သည်ပြည်သူ့မောက်တိုက်စင်ဝင်အောက်သို့အရောက်တွင် လာနော ABCD တွေတထုတ်မှ၅မှတ် ထိုအတန်ကိုကြားမှုတလူလူရှိသည်ဖြင့်လှဲ့ကြည့်မိသည် ကျွန်တော်အံ့ဩဝမ်းသာသွားသည်အယုတ်သည်ကြီးဖိုးစိတ်ဖြူသူ့ရုပ်သည်များစွာမပြောင်းလဲသည်ဟိုရင်ကလေးကအိုစားနေပြီဖြစ်သည်ဖြင့်ထူးပြီးမအိုတော်သောကြောင့်ကျွန်တော်ချက်ချင်းမှတ်မိခြင်းဖြစ်လိမ့်မည်ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ABCD အခေယာစာလုံးကလေးများကိုပလတ်စတစ်အိတ်ကလေးဖြင့်ထည့်ပြီးရောင်းနေခြင်းဖြစ်သည်ဒီတခါတော့တကယ်ဝယ်ပြစ်ပါပြီဗျာ ဟုတ်ကျွန်တော်စိတ်แท้ကရေရွတ်မိသည်ခလေး၃ယောက်ကိုကဲတယောက်တစ်ထုပ်စီယူကြဟုတ်ပြောလိုက်သည်ခလေးတွေကမလုံးယူလေကွာမင်းတို့ ABCD မတက်ချင်ဘူးလားအယုတ်သေးကြီးကပြောပြသည်ဝါနုကတမီ ABCD တက်ပြီးပြီသူငယ်တန်းတို့ငယ်ကတင်ရတာအခု my name is ဝါနုတောင်ရေးတတ်နေပြီဝေဖြိုးကလည်းတားလဲ ABCD တက်ပြီးပြီတနက်ပဲလိုချင်တယ် ။စိုးရင်သူကလည်းအကြီးအယောက်ဤတန်ရောင်ကိုလိုက်၍မိမိလည်းမလိုချင်ဘူးဂလောင်ဂလောင်ပဲစားမယ်။ကျွန်တော်ရင်ထဲဟာကနေဖြစ်သွားသည်။အယုတ်သေးကြီးကကျွန်တော်ကို မော့ကြည့်။သူ့မျက်လုံးနီနီများနဲ့အကြည့်ချင်းစုံသည်။လာလေဥညာရဲ့ကာတုံးကမမိပဲနေမယ်။ဝါနုကကျွန်တော်လက်ကိုဆွဲသည်။အငဲနှကောင်ကရှေ့ကထွက်သွားနှင့်မီ။ဝါနုဆွဲခေါ်ရာသို့ရောင်ချာချာလိုက်သွားမိသည်။ကျွန်တော်စိတ်ထဲတွင် အလွန်ရင်းနှီးသောဥလေသားချင်းတစ်ယောက်နှင့်မမျော်လင့်ပဲဆုံလိုက်ရပြီးရုတ်တရက်ပြန်လဲခွဲခွာရသလိုတမျိုးကြီးခံစားလိုက်ရသည်နောက်ကိုလှဲ့ကြည့်မိ၏အခုမှသတိထားမိသည်အယုတ်တဲကြီး၏ရုပ်ရည်သည်တိတ်ပြောင်းလဲမသွားတော့လဲသူ့သဘင်များနှင့်မုတ်စိတ်များကဖွေးဖွေးဖြူလျက်ရှိလေပြီ သူသည်တစသာအော်ရင်းရောင်းရင်းကြံ့ခဲ့သည်တဲဥပံမေလာ1985ခုနှစ်